မင်္ဂလာပါသားတို့သမီးတို့ရေခြေကားတော့တတ္တမရံဇာရိတ္တနဲ့ပြည်သူနိတိဘာသာရက်ကိုသင်ကြားပေးမယ့်ခြေခင်ဖြစ်ပါလေဒီနေ့ခြေပြောပြပေးမယ့်အကြောင်းအရာလေးကတော့အခန်းလေးငိမ့်ချန်းစွာအတူရှင်တွဲနေထိုင်ခြင်းသင်ငန်းစာ၃စောက်ရှောက်ဂူညီငိမ့်ချန်းမီအကြောင်းပဲဖြစ်ပါတယ်သင်ငန်းစာလေးလေ့လာရအောင် ခန်းသုံးစောင့်ရှောက်ကူညီငင်းချမ်းမြေမိမိပြုတ်လောက်လိုက်တော့ကိစ္စအကြောင်းအရာတစ်ခုသည်မိမိအတွက်အဆင်ပြေတော့လေနော်အခြားသူများကို စိတ်ပိုင်းဆိုင်ရာဖြစ်စေရုပ်ပိုင်းဆိုင်ရာဖြစ်စေထိခိုက်နာကျင်စေပါက ထိုအပြုတ်အမှုများကိုမပြုတ်လောက်သင့်ပေမိမိသာသူ့နေရာမှာဆိုရင်းဟူသည့်စိတ်မျိုးနဲ့တစ်ဖက်သားစိတ်ခံစားချက်ကို နားလည်ပေးခြင်းသည်ကိုချင်းစာ စိတ်ထားရှိခြင်းပင်ဖြစ်ပါတယ်လူချင်းချင်း ကိုချင်းစာစိတ်ထားရှိပြီးတဦးဤလိုအပ်ချက်များကိုတဦးကရိုင်းပင်းကူညီသင့်ပါတယ်တဦးပေါ်တဦးမေတ္တာဂယုဏဖြင့်ရိုင်းပင်းကူညီခြင်းစာနာနားလည်ခြင်းဂယုတစိုက်ပြုစုစောင့်ရှောက်ခြင်းဖြင့်ငြိမ်းချမ်းသောလူအဖွဲ့အစည်းကိုဖန်တီးတည်ဆောက်နိုင်ပါတယ်ဆက်ပြီးတော့ရေလိုဖြစ်ရက်ကလေးနဲ့လေ့လာရအောင်ဖြစ်ရက်၁ဇာကြီးဤအချစ်ဆုံးတငယ်ချင်းတဲစုသည်သူဤမိခင်နေမကောင်းဖြစ်နေ၍ အိမ်အလုတ်များကိုကူညီလုတ်ကင်နေရင်ကြောင်းချိန်နောက်ကျမိကိုစိုးရိမ်နေသည်ထိုအချိန်မှာဇာကြီးရောက်လာပြီးသဲဆုရဲ့အလုတ်များကိုဝိုင်းဝန်းကူညီလုတ်ကင်သဖြင့်ကြောင်းသို့အချိန်မီရောက်သွားနိုင်သည်ကဲမိကုံးလေးတွေဖြည့်ကြည့်ရအောင်နော်ကာကြီးတင်သာသဲဆုဖြစ်ခဲ့ရင်မိတို့ခံစားရမည်နီမိတို့တုံ့ပြန်မည်နီကဲသဲဆုသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဝမ်းသာမှာပေါ့နော်ဇာကြီးကိုလည်းအိမ်အလုတ်တွေ ဝိုင်းဝန်းကူညီလှုပ်ကင်ပေးတဲ့အတွက်เจ้าကိုလည်းအချိန်မီသွားရောက်နိုင်တဲ့အတွက်ကြောင့်ကျေးဇူးတင်ကြောင်းတုံ့ပြန်ပြောဆိုပါမယ်။ခါခွေတင်သာဇာကြီးဖြစ်ခဲ့ရင်မိတို့ပြုတ်လုံမီနေအဖဲကြောင့်နေ။အဲဇာကြီးနေရာမှာဆိုလို့ရှိရင်လည်းဇာကြီးဖြစ်ခဲ့လို့ချင်းဇာကြီးလိုပဲပြုတ်လုံပေးမှဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တဲစုကအချစ်သူရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်နေတာကတကြောင်တဲစုကို ကိုချင်းစာတဲ့အတွက်ကြောင့်လကောင်ဖြစ်ပါတယ်။ တငယ်ချင်းကောင်းဆိုတာကလည်းတူရဲ့အခက်ခဲကိုတူကကူညီဖြည့်ရှင်းပေးကြပါတယ်။ဖြည့်ရနှစ်လေးကိုဆက်လေ့လာရအောင်နော်။တီဟနဲ့ငင်းချမ်းကတဲ့အိမ်နီးချင်းတငယ်ချင်းများ ဖြစ်ကြပါလေ။သူတို့နှစ်ဦးကကြောင်းတက်ကြောင်းစင်အတူတူသွားကြပါတယ်။တနေ့ဘောလုံးပွဲကိစ္စနဲ့ပတ်သက်ပြီးတော့ရန်ဖြစ်ခါတူဦးနဲ့တူဦးမခေါ်ကြပါ။ဟိုနေ့ကြောင်းစင်ချင်းအိမ်ပြန်လန်းတွင်နော်။ တလေးငယ်တူလဲကြပြီးသတိလစ်နေသည်ကိုတီဟာကစတွေ့တယ်။ကျမ်းမာရေးစေပေကန်းတို့ပုတ်ပေးသည်နေဟုငင်းချမ်းကအကြံပြုပါတယ်။သို့သော ကလေးငယ်ကိုတွေ့တဲ့နေရာနဲ့စေကန်းရှိရာနေရာက အနှဲငယ်ဝေးနေသည်ဟုတီဟာကပြန်ပြောပါတယ်။ဘဲသူတို့ဘာတွေဆက်လုပ်မလဲကြည့်ကြရအောင်နော်။မိခွန်လေးတွေနဲ့ကာကြီးတီဟာနဲ့ငင်းချမ်းတို့မိတို့ဆက်လုံမိဟုထင်သည်။တီဟာနဲ့ငင်းချမ်းတို့ကကလေးကိုစေကန်းကိုရောက်အောင်ပုတ်ပေးမယ်လို့ထင်ပါတယ်။ သူတို့နှစ်ဦးရန်ဖြစ်က မခေါ်စေကဘူးเนาะလဲကြပြီးသတိလစ်နေတဲ့ကလေးကိုတွေ့တဲ့အခါမှာစာနာစိတ်တွေတနာစိတ်တွေကိုချင်းစာစိတ်တွေဖြစ်ပြီးတော့စေကန်းကိုရောက်အောင်ပို့ပေးမယ်လို့ထင်ပါတယ်ခါခွေတင်သာဆိုရင်ကလေးငယ်ကိုမြည်စို့ကုညီမီနီသားတို့သမီးတို့ကဆိုရင်ရောဒီကလေးလေးကိုဘယ်လိုကုညီမလဲချက်ကပြောပြပေးမယ်เนาะကဲဒီကလေးလေးကိုစေကန်းကိုရောက်အောင်ကုညီပေးမှာပေါ့တေတေချာချာဂယုတစိုက် ပြုစုစောင့်ရှောက်ပေးပါမယ်ခလေးလေးကိုကဲဆက်ပြီးတော့ဇာမနာ53မှာပါတဲ့သင်တွေ့ကြုံကြားသိဘူးတော့တဲ့ဂယုတစိုက်ပြုစုစောင့်ရှောက်ခြင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာအဖြစ်ပြက် များကိုဆွေးနွေးဖော်ထုတ်ပါတဲ့ဒါလို့သမီးတို့လည်းစဉ်းစားကြည့်မယ်ခြေကလည်းအဖြစ်ပြက်ကလေးလေးကိုပြောပြပေးမယ်နော်ကယူတစိုက်ပြုစုစောင့်ရှောက်ခြင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးကိုခြေကဆွေးနွေးဖော်ထုတ်ပေးမယ်နော်။သားတို့သမီးတို့တတ္တမရန်မြန်မာစာ မှာပါတဲ့ပီတိဆိုတဲ့သင်္ကန်းစာလေးကလူငယ်လေးတယောက်ကြောင့်ခြေပြောပြပေးခြင်းပါတယ်เนาะအဲ့သင်္ကန်းစာလေးမှာပါတဲ့လူငယ်လေးရာဆိုလို့ရှိရင်သင်ငယ်ချင်းနဲ့ရုပ်ရှင်ကြည့်ဖို့ချိန်ဆထားတဲ့ဟာသူ့မှာအချိန်အရန်နီးကပ်နေတာအဲ့တော့အချိန်နီးကပ်နေတာကိုသတိရလိုက်တယ်အဲ့ဒါကြောင့်မလို့ရုပ်ရှင်ကိုအလူအရက်နဲ့ရောက်သွားဖို့အတွက်သူကခြေကုံတုတ်ပြီးတော့သွားရပါတော့တယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဖြုံးကနေမိုးကရွာချလိုက်တယ် ဲထီးဆောင်ပြီးတော့ခတ်တုတ်တုတ်လေးရှောက်လာစင်မှာအဖွားတို့တယောက်ကဆိုလို့ရှိရင်စောင်းစရာထီးလည်းမပါဘူးမိုးခိုစရာနေရာလည်းမရှိတဲ့အတွက်သူ့မှာမိုးရေထဲမှာခိုခိုးရမယ်ဖြစ်နေတာကိုသူတွေးလိုက်ရတယ်စိတ်ထဲမှာရုတ်တရက်ဒီအဖွားကိုသူကတနာကယူနာစိတ်ဝင်လာမိတယ်အဖွားအိုသွားပြီးတော့လည်းထီးမိုးပေးခြင်းတယ်ငယ်တစ်ဖက်မှာလည်းသူကရုပ်ရှင်ုံမှာစောင့်နေမဲ့ငယ်ကြီးရဲ့မျက်နှာကိုလည်းမြင်အောင်မိတယ်နော်လူငယ်လေးကချက်ချင်းပဲဆုံးဖြတ်ချက်ချလိုက်တယ် သူ့ရဲ့ဆုံးဖြတ်ချက်ကဘာလဲဆိုတော့အဖွားကိုရှိရကိုအပြေးသွားပြီးတော့သူကထီလေးမိုးပြလိုက်တယ်။ဟေးအဲ့ဒီအခါမှာအဖွားကအံ့ဩသွားပြီးတော့ဝမ်းလဲဝမ်းသာဖြစ်ပြီးတော့လူငယ်လေးကိုဆုတောင်းမြတ်တာတွေပို့တာပေးလိုက်ပါတော့တယ်။နော်။အဲဒီလူငယ်လေးကဆိုလို့ရှိရင်သူ့ရဲ့ဂယုတစိုက်စောင့်ရှောက်ပြလိုက်ရတဲ့သူ့ရဲ့ဆုံးဖြတ်ချက်အတွက်သူ့ရဲ့ပြုလုပ်ချက်တွေအတွက်သူကဂျင်းနဲ့ပီတီဖြစ်နေပါတော့တယ်။ဒါလေးကတအားတော့တမျိုးတိပ်ပြီးခဲ့တဲ့သင်ခန်းစာလေးမှာလည်းပါတဲ့ အကြောင်းအရာလေးပေါ့အဲနောက်အကြောင်းအရာလေးတစ်ခုကတော့နော်မဟာကပိစက်အကြောင်းကြီးပြပြပေးမယ်နော်ဘာယာနတိပီတဲ့နော်ကတိရွာမှာပုံသားကြီးတူဟာဟိမွေနာတော်တဲ့မှာသူကခုနှစ်ရက်လုံးမျက်စိလဲလမ်းမဖြစ်နေတယ်အဲ့ဒီခါမှာသူကအစားလဲမစားရဘူးဖြစ်နေတယ်နော်သူအဲ့ဒီအချိန်မှာသူဘာတွေ့လိုက်လဲဆိုတော့တဲပင်တပင်ကိုတွေ့လိုက်တယ်တဲပင်တွေမှာတဲသီးတွေတီးနေတော့သူကခါတယ်တဲပင်ပေါ်တက်ပြီးတော့ တဲသီးခူးတဲ့အချိန်မှာကံကမကောင်းတော့တဲသီးတဲခိုင်းကကျိုးပြီးတော့သူကယောက်ထဲကိုကျသွားပါတယ်ကျသွားတယ်သူပြန်မတက်နိုင်ဖြစ်နေတယ်အဲ့ဒီအချိန်မှာမြောက်ကြီးတကောင်ကယောက်ထဲမှာကျနေအဲ့ဒီသူကိုတွေ့လိုက်တယ်အဲတွေ့ပြီးတော့ဒီယောက်တွင်းကနေပြီးတော့လွတ်မြောက်အောင်နော်သူစူးစမ်းတယ်အဲစူးစမ်းဒီပုံနာကြီးကိုမချီပြီးတော့တခါလဲစူးစမ်းပြီးတော့ဒီကြောက်တွင်းကလွတ်မြောက်အောင်ကြောက်ပေါ်ရောက်အောင် ူစူးစမ်းပြီးတော့လုပ်ပြီးတော့အပေါ်ရအောင်ခုံတက်လိုက်ပါတယ်တဲ့နော်ကဲဒီဇလန်းထဲမှာဆိုလို့ရှိရင်မြောက်ကြီးကကိုချင်းစာစိတ်နဲ့စူးစမ်းပြီးတော့ကဲတင်ရင်းမဲ့ဖြစ်တယ်မဟုတ်လားနော်ဒီအကြောင်းအရာဖြစ်ပြက်လေးတွေရဆိုလို့ရှိရင်ဂယုတစိုက်ပြုစုစောက်ရှောက်ခြင်းနဲ့တက်ဆိုင်တဲ့အကြောင်းအရာအဖြစ်ပြက်ကလေးတွေပဲဖြစ်ပါတယ်ရဲဆက်ပြီးတော့ဒီသင်ခန်းစာရဲ့အဓိကအချက်ကလေးတွေကိုကြည့်ကြရအောင်မိမိနေထိုင်ရာပတ်ဝန်းကျင်တွင်တူဦးပေါ်တူဂယုတစိုက် ပြုစုစောက်ရှောက်ခြင်းဖြင့်ငြိမ်းချမ်းသောလူပေါင်းအဖွဲ့အစည်းတစ်ခုကိုတည်ဆောက်နိုင်ပါသည် အခြားသူများပေါ်မျက်မျက်တတစာနာနားလည်ပေးခြင်းမေတ္တာကရုဏာဖြင့်ရိုင်းပင်ကူညီခြင်းသည်မိမိပါဝင်ခြင်းနှင့် လိုက်လျောညီထွေအဆင်ပြေပြေငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်မိနီလန်တစ်ခုပင်ဖြစ်ပါသည်ဒီနေ့တစ်ချက်ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးရတော့အခန်းလေးငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ခြင်းသင်ငန်းစာ၃ ဆောက်ရှောက်ကူညီငင်းချမ်းမြေအကြောင်းပဲဖြစ်ပါတယ်။ဒီနေ့တချဲတင် जा ပေးခဲ့တဲ့သင်ခန်းစာလေးကိုသားတို့သမီးတို့လည်းနားလည်သဘောပေါက်မယ်လို့တချဲမျှော်လင့်ပါတယ်။နောက်သင်ခန်းစာမှာတချဲတို့ပြန်တွေ့ကြမယ်နော်။